ာပါရှင်အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ဒီ DVB ရဲ့တွေ့ဆုံမေးမြန်းကန်းအစီအစဉ်လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့ဒီနွေဦးတော်လိုင်းရဲ့ကာလာတွေကနွေဦးတော်လိုင်းရဲ့သူရဲကောင်းတယောက်ဖြစ်တဲ့လူငယ်ဓာတ်ပုံစရာကိုရဲဟင်းကိုဖိတ်ခေါ်ထားပါရစေ။အကုမင်္ဂလာပါ။မင်္ဂလာပါဒီမှာ။ဟုတ်ကဲ့ပါအကိုရေလက်ရှိအကိုဘယ်ရောက်နေလဲဘာလုပ်နေလဲဆိုတာလေးအရင်ဆုံးပြောပြပေးပါအောင်ရှင့်။လရှိပဲရောက်နေလဲဆိုတော့အခုအခုအာအမေရိကရောက်နေပါတော့အမေရိကနယူးယောက်မြို့မှာ နေထိုင်နေပါတယ် အဲရောက်တာတော့ဒီ3လကျော်ကျော်လေးပဲရှိသေးတယ်အဲဘာလို့လုံနေလဲဆိုတော့ကတပ်ပုံတွေတော့နည်းနည်းပြန်ရိုက်နေတယ်ဗောနော်အခုပြန်ရအောင်တော့ကိုယ်လုံးလေးကိုပြန်ရိုက်နေတယ်ဗောဟိုပြီးတော့ဒီဘက်မှာတော့ဒီဘက်မှာကိုလုံနိုင်တဲ့တော်လိုင်းရေးကိစ္စတွေလည်းပါဝင်ဖြစ်တယ်ဗောနော် ဟုတ်ကဲ့ပါဒီကိုရဲဟင်းကိုသိထားတာကအရင်တည်းကဒီပရာဟိတလုပ်ငန်းတွေမှာဆိုလို့ရှိရင်ဒီအာသွန်ခွန်ဆိုင်เนาะအမြဲတမ်းတက်တက်ကြွကြွပါဝင်လှုပ်ရှားရတဲ့လူတယောက်ဖြစ်တယ်ဆိုတော့ဒီနယူးဒေါ်လန်ကာလာတွေကိုမရောက်ခင်အဲဒီကာလာလေးရဲ့ပြီးရင်နယူးနယူးဒေါ်လန်ကာလာတွေကိုရောက်သွားပြီးတဲ့အဲဒီအခြေအနေလေးတွေပေါ့เนาะဒါလေးတွေပြန်ပြောင်းပြောပြပေးပါဦးရှင်အာငွေတုံးကတော့ငွေတုံးကတော့လူမရေးလောက်ရတာဝါသနာပါတာဟုတ်ဝါသနာပါတဲ့ခါကျတော့ဟိုအเจ้าမှာချက်ချင်းကြီးအเจ้าချက်ချင်းကြီးဝင်ရတာပေါ့ ကျောင်းချက်ချင်းတွေဝင်ရတော့ကျောင်းချက်ချင်းတွေကနေပြီးတော့အဲမှာပြိုင်ပွဲတွေပါဝင်ရတယ်အခုတို့ဟို first aid တွေပါအဲလိုမျိုးဝင်ပြန်ရတယ်ရှိရပါနှစ်ဦးတွဲတွေပါနှစ်ဦးတွဲ first first aid တွေပါဝင်ပြန်ရတယ်အဲမှာတော့အလုံးမျိုးနဲ့ကိုစားပြုအနေနဲ့ဝင်ပြိုင်ဘူးတယ်ရန်ကုန်ရန်ကုန်မြို့မှာပေါ့နော်ရန်ကုန်မှာပဲဆိုတော့အလုံးမျိုးနဲ့ကိုစားပြုအနေနဲ့အဲဝါပထမရဘူးပဲမြို့နယ်မြို့နယ်ပေါင်းစုံမှာအဲရနေပြီးတော့တဖြည်းဖြည်းပေါ့နော်ချက်ချင်းတွေလုံလုံရင်းနဲ့အဲဟိုလှိုင်းမှာမီးတောင်တော့ တိုင်းမှာမီးပေးတစ်ခုဖြစ်တယ်ဗောနော်မီးလောင်တော့အဲ့မှာအခုတို့သွားရင်းနဲ့ချက်ချင်းနေအနေနဲ့ပဲသွားတာဗောအဲ့ကဲကြေးတွေပါလေလောက်တော့ကဲကြေးတွေပါလေလောက်တဲ့အခါကျတော့ဟိုမီးဝင်ငိမ့်နေတာဗောနော်လူငယ်လူငယ်ဆိုတော့အဲမီးကဝင်ငိမ့်လို့မရဘူးချက်ချင်းနေဆိုတော့အဲဝင်ငိမ့်လို့မရဘူးဆိုတော့အဲအဲ့ဒါဆိုရင်မီးဝင်ငိမ့်လို့ရအောင်ဗာလောက်ပါလားမီးတက်တဲ့ဝင်ရမယ်ဗောအဲ့အနေအကူကအဲ့မှာဒဘက်လောက်နေဖြစ်တယ်ဒဘက်လောက်အိမ်လည်းမပြောင်းအောင်ကြောင်းလည်းမတက်ဘူးအဲ့အဲ့မှာပဲမိဘဒုက္ခတွေကိုကူညီကူညီပေးပြီးတော့နေရင်းနဲ့ အိမ်ပြန်ရောက်လာပါတော့အိမ်ပြန်ရောက်တော့အမေတို့တော့မမှတ်မိမဲတူးပြီးတော့ပြန်ရောက်လာပြန်ရောက်လာပြီးတော့အမေတို့မီးလည်းမညှင်းရအောင်ဒါမီးတက်တယ်ဝင်ကျင်တယ်ပေါ့နော်ပြီးတော့အကိုကရက်ွက်ရုံပေးမှနေရအောင်ရက်ွက်ရုံပေးမှနေရဆိုတော့မီးတက်တယ်ဝင်ကျင်တယ်ဆိုလဲဒီအရန်မီးတက်တယ်ကအကိုတွေရှိရအောင်တခြားဦးလေးတွေလည်းရှိရောအာကျွန်တော်တို့မီးတက်တယ်ဝင်မယ်ပါညာနဲ့ပြောပြီးတော့ကြက်ရှင်တွေကထွက်ကျချင်းနေရထွက်တော့တော့ကျချင်းနေရဆေးရရစိတ်ဆူးတော့ပါတော့အဲအဲ့ကနေပြီးတော့မိသက်ဘဝကိုအရင်မိသက်ဘဝကိုစပြီးတော့ လောက်ခဲ့တာပေါ့အဲပြီးတော့အကိုကအဲဒီမီတာမီတာဒီချက်ချင်းတွေဒီလောက်နေရဲ့အချိန်မှာပဲဟုတ်ပဲအကိုတို့က Raven Blood Donor Club ဆိုတာရှိရဲအဲ့ဒါကတော့အကိုတို့ဒီလူငယ်တွေစုပြီးတော့ဖွဲ့ထားပါတော့အကိုအကိုတက်အဲ့ထဲမှာတော့အဖွဲ့ထဲမှာတော့အကိုတက်ကြီးရဲ့လူတွေပါပဲအဲအဲ့သူတို့တွေနဲ့ပေါင်းပြီးတော့လောက်ကြတာပေါ့ပြီးတော့အဲဟိုကအကိုတို့အဲ့ကောင်တာကောင်တာခက်ပေါ့ကောင်တာဂိမ်းဆိုင်လေးဖွင့်နေခက်ပေါ့ အဲ့အဲ့ရနေပြီးတော့ရရတဲ့ပတ်စံကိုအကိုတို့ကအဲ့အလောက်ကနေရရတဲ့ပတ်စံလေးတွေနဲ့စုစုပြီးလို့ရှိရင်စတေးရုံမှာလူနာတွေတွေးလို့လို့ရှိလို့ရှိရင်အကိုတို့ရဲ့ဒီဖုန်းကိုဆက်ကြတာပေါ့နော်အဲပြီးတော့အခုဒီ2012 2013လောက်ကြာတော့အဲအကိုတပ်ပုံတင်တယ်လေးတခုတက်တယ်ပေါ့တက်ပြီးတော့ဒီအခြေခံတပ်ပုံတင်တယ်တက်တယ်ဟိုမြန်မာနိုင်ငံတပ်ပုံတင်မှာအဲတက်ပြီးတော့အဲ့ရနေပြီးတော့တပ်ပုံဆရာဖြစ်တပ်ပုံဆရာဖြစ်တော့ဒီစီးကိန်းမှာတပ်ပုံဝင်ရိုက်ပေါ့နောက်ပိုင်း အခုဒီတပုံရိုက်တာလေးအဆင်ပြေလာပြီးအလုပ်လေးပါလေးလည်းနည်းနည်းအဆင်ပြေလာတဲ့အချိန်ကျတော့ကားကြီးပါလေဝယ်နိုင်တဲ့အချိန်ရောက်တော့အဲကားအပေါ်မှာအဲ့လိုမျိုး uniform တွေအုတ်ထုတ်တွေဖနက်တွေရဲရင်းတွေအဲ့လိုကုန်တင်ထားတာပေါ့နော်အခုနောက်ပိုင်း covid တွေပါလေဖြစ်ပြီးဆိုတော့လေအခု PPE တွေပါရအစားပေါ့နော်ဓာတ်ပေါ်တွေဘတ်တွေအစားကားပေါ်မှာအကုန်ရှိတယ်အဲတခုခုဆိုရင်အခုကားနဲ့အခုသွားရဲကားမှာအဲ့လိုဝါယာလက်တွေပါရအောင်တတ်ထားတယ်အဲ့လောက်ဒီယူတာပေါ့နော် စုံနေရပါပဲအဲ့ဒါမဲ့ငယ်ငယ်ဘဝကတော့ဒီလူမှုရေးလောက်ပြီးတော့ပဲကြီးလာတာပါပဲအဲတဖြည်းဖြည်းခုဒီဒေါ်လာရေးဖြစ်တော့အဲဒီလူမှုရေးအခန့်ရှိရဲ့စိတ်ကနေပဲစပြီးပါဝင်လာဖြစ်တာပါပဲအဲအဲ့ဒီမမရရဆိုအာနာတိန်ပြီးတော့အခုတို့ဒီလမ်းမောစထွက်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 တဲ့နေပေါ့နော်ထွက်ပြီးတော့လမ်းနေရှောက်ပြီးတော့ဆန္ဒတွေပြကြဆန္ဒတွေပြကြပြီးတော့တကယ်ကြတော့ဟိုဖြူခွင်းခံနေရတယ်ဗောနော်စံကြောင်းမီတာစကန်အရှင်နာတွေမှာ ိုင်းနားမှာအကုန်လုံးလည်းပိတ်မိနေကြရဲ့ပါညာဆိုတော့အဲ့ကနေစပြီးတော့အမအကူရောမှာအမ်ဘူလန့်ရှိရောအမ်ဘူလန့်နဲ့သွားပြီးအဲ့ပိတ်မိနေလူကယ်ထုတ်ကြမယ်ဆိုပြီးတော့ရောက်သွားတာအကူရောအဲ့အမ်ဘူလန့်နဲ့အကူရောလှူထားတဲ့ကားလေးတစ်စီးရှိရဲ့အဲ့ကားလေးနဲ့သွားသွားပြီးတော့သွားကယ်ထုတ်မယ်ဆိုပြီးရောက်သွားတာဟိုရောက်တော့ကိုယ့်အရှိန်မှာပဲပြစ်တာခတ်တာကြီးဖြစ်တော့အဲ့လူလည်းမကယ်ပြတ်တော့ဘူးအေးအေးကျင်းနေရဲရဲတွေကိုဆဲဆိုပြီးတော့တည်ရမလားစိတ်တွေတူပြီးတော့အဲနောက်ဆုံးဆန်တာဝင်ပြရဲအဆင့်ဟို ဟိုဘယ်လိုပြောရမလဲဝင်ပြီးတော့ပါတဲ့အဆင့်ရောက်သွားတာပေါ့နော်ဒီအသက်အရွယ်တစ်ခုရောက်တော့မှဟိုဘုန်းကြီးရေကင်းရောကမှီခဲ့တယ်မှီခဲ့ပြီမဲ့ဘုန်းကြီးရေကင်းရောကကြတော့ဒီလောက်ဟိုထဲထဲဝင်ဝင်မသိဘူးအဲအဲ့ချိန်အရလို့သွေးလူအဖွဲ့ကြီးပါလုံနေအချိန်ပုံမှန်ကိုသွေးသွားလူလိုက်အဲရေရေဘေးဆိုတဲ့ရေအဲ့လိုကယ်ဆယ်ရေးသွားလုပ်လိုက်အဲရေတွေလိုတဲ့ရေတွေခမ်းသွားရဲဆိုတဲ့ရေတွေသွားလူလိုက်ပေါ့နော်အဲ့လိုမျိုးနဲ့ပဲအဲ့ချိန်အရလို့လူမရေတွေလောက်ပြီးတော့ပဲနေတဲ့အချိန်ပေါ့အဲ့ဒါနဲ့ဘုန်းကြီးရေကင်းပြီးသွားတော့ဒီ ဒီ2021ဒီအာလာတိန်တဲ့အချိန်ရောက်တော့ဒီမျိုးယူတော်လည်းကြတော့အတိညာမတူတော့ဘောနော်ကွာလာတဲ့အခါကျတော့အများကြီးလည်းတည်လာတယ်အဲ့တော့အခုလိုပါဝင်ပြတာဘောနော်ဟုတ်ကဲ့ပါဆိုတော့ဒီအခုတော်လိုင်းကာလာကလည်းအာဒီ၄နှစ်ထဲကိုရောက်လာပြီဆိုတော့အခုဒီကြားထဲမှာအာဒီမိသားစုလိုက်ဖြတ်တန်းခဲ့ရတဲ့အခက်အခဲတွေရှိတယ်အခုဆိုလည်းအများကြီးခက်ခဲကြုံတွေ့ခဲ့ရတယ်ဆိုတော့ဒီခက်ခဲလေးတွေကိုအခု sharing လုပ်ပေးပါဦးရှင်ဟုတ်အာမိသားစုစပြီးတော့ ဖြစ်တော့ဟိုပါပေါ့နော်အဥဆုံးရက်ွက်ရုံပေးမှနေခဲ့တဲ့ဟာရှိတော့လေအဲတော်တော်များများကိုတည်နေတာပေါ့နော်ဟိုဒီလိုမျိုးတွေလုပ်ရင်ဘန်းခံရနိုင်လဲဆိုတော့လည်းတည်ရအဲဒီလိုမျိုးတွေလုပ်ရင်မလုံခြုံဆိုတော့လည်းတည်ရအဲ့ခါကျတော့ဘာလို့ ਆ လဲဆိုတော့အကိုကအခုတငယ်ချင်းတွေနဲ့တော်တော်အပြင်းမှသွားနေတယ်အဲပြီးတော့တဖြည်းဖြည်းနဲ့တရက်တရက်ပူပူပြီးတော့ဆိုးလာတယ်ပူပူပြီးတိုးလာတဲ့ခါကျတော့ကိုကလည်း online မှာလည်းအဲလိုချိန်လုံးဒီဟိုအကိုတို့ကဟို နှိုးစော်တဲ့စာရေးရေးမကြင်တဲ့စာရေးရေးအဲလိုမျိုးတွေရေးတဲ့ခါကျတော့ပြီးတော့ငကိုတွေကလည်းဒီဆိုရှယ်မီဒီယာမှာတပုံဆရာဘဝဟိုအရင်လူမျိုးရေးတုတ်တဲ့ဘဝမှာတွေကလည်းတော်တော်များများတည်ကြတဲ့ခါကျတော့ပြောရရင် post တွေကပြန့်နှံ့မှုနှုံတွေကပို့ပြီးတော့များတယ်ဗောနော်များတဲ့ခါကျတော့ပို့ပြီးတော့မလုံးကြုံဘူးဗောအဲ့တော့ဘာလို့ရလဲဆိုတော့အမေတို့ကိုအမေနဲ့ညီမလေးနှစ်ယောက်ကိုအဲ့လိုမျိုးရွှေ့ရတာဗောနော်အဲဒီပထမဆုံးတော့ရက်ကွက်ထဲမှာပဲတခြားလမ်းမှာထားရပါဘော။နောက်ပိုင်းကျတော့ အော်အကိုနဲ့အကိုအကိုအလက်နဲ့ကတော့လို့နှစ်ယောက်ကတော့တူတူလည်းမနေဘူးသူကလည်းတနေရာမှာနေတယ်ကိုလည်းတနေရာနေခွဲပြီးနေရပါတော့ဒါပေမဲ့ဆန္ဒပြချိန်တွေပါကြာတော့အတူတူပေါင်းပြီးတော့လောက်ကြတာပေါ့အဲဘာမှချိန်ကြပြူကြပါတော့အဲသူကတော့သူကတော့အလုံးနဲ့ကတငယ်ချင်းတွေနဲ့ညီညီကိုတွေနဲ့အတူတူပေါင်းလောက်ကြတာပေါ့အဲအဲ့ကနေစလို့ရင်လည်းဘာဖြစ်လဲဆိုတော့မိသားစုကတဖြည်းဖြည်းမလုံခြုံတော့ဘူးသူတို့လည်းစိုးရိမ်လေးတွေများလာတော့အဲ့လိုမိတို့လိုအေးငှားပေးထားတဲ့အိမ်ကနေပြီးတော့နောက်တနေ့ထက်ရွှေတငယ်ချင်းကူညီပေးနိုင်မယ့်လူတွေကိုကူညီတောင်းကိုကလည်းသူတို့နဲ့မတွေ့ရ အဲအဲ့အချိန်ကတော့ဟိုပါဘောနော်အမေတို့ဆိုရင်အိမ်အဲ့လိုမျိုး၄၅နေရာလောက်ရွှေ့ရတာပေါ့နော်ဟိုတနေရာထဲမှာလည်းအကြာကြီးမထားနိုင်ဘူးမထားရဘူးပေါ့နော်မထားရဘူးဆိုတာဟိုကုညီပေးထားတဲ့လူတွေကိုလည်းအားနာရတာပေါ့နော်နောက်ကျတော့ကိုကဒီ April 15မှာဝရမ်းစပါပါလဲပါရောရှေ့မှာဟိုကကျတော့သိရမလားလူငယ်ဆိုတော့အာဂျေအာဂျေပေါ့အဲ့15မှာပါလဲပါရောထပ်ပြီးရောပို့ဆိုအောင်လူကဟိုဟိုပါပေါ့နော် စိတ်ကပူပြီးတော့ဟိုဖြစ်တာပေါ့နော်ဒေါသဖြစ်တာပေါ့အဲ့တော့အော်โอเคငါလောက်တာကိုအတိမတ်ပြုခံရလို့ပဲတွေးလိုက်တယ်အဲ့တော့အဲ့တော့အမေတို့ကလည်းပို့ပြီးကျင်းကျက်တဲ့အခါကျတော့သူတို့ကတော့အဲ့လိုမျိုးပေါ့နော်အမေတို့ဟိုဟိုတကြားတငယ်ချင်းတွေအိမ်ထားအဲ့လိုမျိုးတွေအိမ်တွေတိုက်ထားအဲ့လိုမျိုးအမျိုးဆိုတာလည်းဟိုပါပဲအမျိုးအရင်းတွေတော့မဟုတ်ဘူးအဲကိုနဲ့လို့ခင်တဲ့မိသားစုတွေပေါ့နော်သူတို့တွေကမောင်နှမလို့ခင်ကြတဲ့လူတွေပေါ့သူတို့ကကူညီပေးကြတယ် အဲတော့လည်းအဲတော့ဆိုရင်တော့အဲ့လိုတတိယနိုင်ငံကူးတာ ਈ ပါ ਈ နားမလဲသေးဘူးသိလည်းမသိဘူးအဲတော့လို့စေဟိုစိတ်ကမွန်းချက်တာဟိုတိုက်ခန်းထဲမှာအဲ့လိုတယောက်တည်းနေနေကြရတဲ့အချိန်တွေအများကြီးပဲလေအဲ့ချိန်ရောဆိုရင်ဟိုကိုကိုကိုအဲ့လိုမျိုးအဆုံးစင်ရင်ကျင်တဲ့စိတ်မျိုးတော့ရှိတယ်နောက်ဆုံးဘလောက်ထိဆိုလဲဆိုရင်ကွာအဲ့လိုကားတန်ကြားပြီဆိုတာ ਨੇ တည့်ရမလားဟိုစိုးစိုးရင်စိတ်တွေကဝင်နေပြီအာငါ့ကိုလာဖမ်းတာလားမသိဘူးတည့်ရ အပြင်ထွက်ရင်တောင်မှအဲ့လိုမျိုးငါ့ကိုကြည့်နေရတာမသိဘူးဒီလူကငါ့ကိုကြည့်နေရတာဒီလူကငါ့နောက်လိုက်နေရတာအဲ့လိုဒီဆိုရင်စိတ်တည်ပြရတာပေါ့နော်ပြီးတော့အဲ့ဒီတနေရာပြီးတနေရာရွှေ့ရွှေ့ရင်းနဲ့ဖြစ်လာလဲဆိုတော့ဟိုဒီမှာတော့နေလို့မဖြစ်တော့ဘူးပေါ့နော်ရန်ကုန်မှာတော့နေလို့မဖြစ်တော့ဘူးသွားမှဖြစ်မယ်ဆိုတော့အဲ့ဒါနဲ့အဲ့ဒီအခွဲစည်းတစ်ခုနဲ့ချိတ်ဆက်ပြီးတော့မဲဆောက်သွားတာပေါ့မဲဆောက်သွားတာလေပြောရရင်ရန်ကုန်နေမဲဆောက်သွားတာလေချက်ချင်းမရဘူးအခုဟိုပုံမှန်ဆိုရင်တော့မနဲ့သွားညနေလောက်ရောက်အောင်ပါပေါ့နော် ကိုတို့က900လောက်ကြာရတယ်အမ900လောက်ကဟိုမြောက်ရီမှာ900လောက်တော့900လောက်နေလိုက်ရတယ်900လောက်နေပြီးတော့မှအဲနောက်ပြီးတော့၄ကီကောရောက်တယ်ပေါ့နော်၄ကီကောမှာ၄လောက်နေပြီးတော့မှအဲ၄ကီကောမှာအဲဒီနိုင်ငံရေးဒီတက်ကြွလောက်ရှားရဲ့အကူတယောက်နဲ့တွေ့တွေ့တော့သူ့ကိုကူညီတောင်းတာကျွန်တော်တို့ကိုနဲ့နောက်တဲ့၃ယောက်ပါတယ်အကိုတို့က၄ယောက်၄ယောက်ကိုကားကိုတယောက်အဲ့လိုနှစ်စီးနဲ့တယောက်တစ်စီးစီအဲ့နှစ်ယောက်ကိုတစ်စီးစီခွဲစီရတယ် အခွဲစည်းပြီးတော့လာရတာပေါ့နော်အဲအဲ့ကိုယူအကူညီတောင်းတာပေါ့ကျွန်တော်တို့ခေါ်ပေးလို့လည်းမရှိဘူးလို့ကျွန်တော်တို့ပို့ပေးမဲ့လို့လည်းမရှိဘူးပေါ့အဲ့ဒါကျွန်တော်တို့လို့ကိုကူညီပေးပါလို့အဲ့ဒါနဲ့ तू ကမထက်ပြန်တာသွားတော့မှာတဲ့အကူလို့ဘာဖြစ်ရင်တခါလေးခေါ်သွားပေးပါလားဆိုပြီးတော့ဗာတည်မှာအဲ့လို तू ကသွားပြောတာပေါ့အဲ့လေးကိတ်ကောဆိုတာလေအဲ့တော့မှနမယ်ကြီးကြားဘူးကရောက်ဘူးလေလေးကိတ်ကောဆိုတဲ့ဟာကိုတည်မှာအဲ့တော့မှထိတွေ့ဘူးလားအကူလို့ရောက်ကောလေးကိတ်ကောတိုက်ပွဲမဖြစ်သေးဘူး အဲပြီးတော့ဖြစ်ချင်တော့အဲ့ကူကကံကောင်းချင်တော့အဲ့ကူကကူညီပေးရပါတော့အဲ့ကူကူညီပြီးတော့အဲကိုတို့အဲ့ဒီဒီမဲဆောက်သွားဖို့ဒီလိုလမ်းကြောင်းတွေကလည်းတော့ပါဘောနတော့တောင်းတွေကလည်းဖြတ်ရတယ်ပြီးရင်ဒီစကားစားဂိတ်တွေလည်းဖြတ်ရတယ်အဲအဲ့လို DKB ဂိတ်တွေလည်းဖြတ်စုံနေပါဘောနဂိတ်တွေကတော့အဲ့ဘက်မှာစုံမဲဆိုတော့အဲ့ချိန်ရောကတော့ဒီအတိုင်းပဲအခုဒါပြောရတာပေါ့ပေါ့ပါပါလေးနဲ့ပြောနေရတာအဲ့ချိန်ရောကဟာပြန်တော့မတွေးချင်တော့ခါလေးကြတော့လေဟိုဘာလို့ဆိုတော့ ဲ့အချိန်ကဖြစ်နေရတဲ့အချိန်တွေကဘယ်လောက်ထိဆိုးလဲဆိုရင်ဘသူနဲ့မှလည်းအဆက်အသွယ်မရှိဘူးဘသူနဲ့မှဘသူမှလည်းကိုယ်ကိုစကားလုံးပြောရဲဘူးကိုရီးယားလည်းဘသူမှအကူအညီမတောင်းရဲဘူးဟိုလက်ထဲမှာပတ်စံလေးအဲဟိုကကို့မှာပတ်စံလေးပါလာတယ်ဟိုဟာပတ်စံတစ်ထောင်နဲ့အုပ်လေးဆိုရင်၃သိန်းလောက်၃သိန်းလောက်မိပါမယ်အဲ့ပြီးတော့မြားရီရောက်တော့အဲ့မြားရီမှာအကိုတယောက်ကလာကူညီပေးသေးတယ်သူလည်းအဲ့လိုမဘိုးလေးပါလာပေးအဲ့လိုဒါမဲ့တည့်ရမလားအဲ့ပတ်စံနေရာလည်းတကယ်တော့ဘာမှသုံးလို့မရနိုင်ဘူးကို့မှာ သူတို့ကဒီကာဗော့တက်ဆိုတက်ဆင်းလို့ဆင်းမယ်လေတိရောမဲဆောက်ရောက်ခါစားကကြတော့အခုလိုမျိုးမဲဆောက်ကစီကားနေရမဟုတ်ကွာကိုဗစ်ကာလာဆိုတော့အဲ့ဒီအိမ်ထဲမှာနေရတာပေါ့အိမ်ထဲမှာဆိုလို့နှစ်လနှစ်လခွဲလောက်ကြာမယ်အဲ့လောက်တော့ရှိမယ်ထင်တယ်အဲ့လောက်အဲ့လောက်ကိုအိမ်ထဲမှာပဲနေရအပြင်ကိုလုံးဝထွက်လို့မရဘူးအပြင်ကလည်းရှင်းနေရပဲဟိုအဲ့လမ်းပေါ်တွေကဆိုရှင်းလင်းနေရဘာလို့မှမရှိဘူးအဲ့တော့လူမရှိသလိုနေရအဲ့ဟောဆို အဲ့လိုလူမရှိသလိုနေဟင်းတို့ကရိတ်ခါလေးလာလာပို့ပေးရပေါ့တပတ်တစ်ခါလောက်လာလာပို့ပေးရလာပို့ပေးရင်အိမ်ထဲမှာပဲချက်စားကြအဲ့လိုမျိုးအဲဟိုကရုပ်တွေဆိုရင်အိုအိုနေရပဲအိုချက်ပဲခေါင်းမွေးကြီးကအဲ့မှာစဖြူလာဒါပါပဲအခက်ခဲကြီးကတော့အဲ့ဒါပါပဲဟိုပြောရရင်တော့မပြီးတော့ဘူးတကယ်အများကြီးပဲပေါ့ဒါကတော့အတူချုံပြောပြတာပါ ဟုတ်ကဲ့ပါကိုဆိုတော့ဒီမဲဆောက်လဲရောက်ခဲ့တဲ့အခါမှာအဲတခုတိခဲ့တာကိုမဲဆောက်မှာဒီ The Way Musical Feeling ကိုလဲရိုက်ခဲ့တဲ့ဥစ္စာလေးသိရတယ်ဆိုတော့ The Way မှာပါဝင်ဖြစ်ခဲ့ပုံလေးလည်းပြောပြပေးအောင်ကိုအဲ The Way မှာပါဖြစ်တာကတော့ဒီကအဓိကကကိုလင်းပေါ့နော်ကိုလင်းကဒီဒီဒီဆမ်မိုက်ဆရိုက်တဲ့အချိန်မှာ အကူကအဲ့ချိန်ကဒီဒီချန်နယ်ကိုဘာလို့မှဟိုဝင်ကူပေးနေတဲ့ချိန်ပေါ့နော်ဒီ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 ချန်နယ်ဆက်လုပ်တဲ့ချိန်ဆိုတော့ host တွေပါဝင်လုပ်တဲ့ချိန်ဆိုတော့ကိုလင်းတို့နဲ့ရတယ်ဒီ zoom meeting တို့ဒီပွဲတွေမှာတွေ့နေရတာဟို online ပေါ်မှာပဲညမန်တက်မိနေကြတာတကယ်တော့အာဒီမဲဆောက်ရောက်မှခင်တာဟိုအဲအဲ့တော့ double ရိုက်မယ်ဆိုတော့အာသူစမတ်ရိုက်တဲ့ချိန်ကအဲ့လိုလိုအပ်တဲ့ lens တို့ camera တို့ပါတော့အခုမှလည်း lens တွေနှလုံး၃လောက်ရှိသေးတာရှိတော့ camera လည်းငှားပြတ်တယ်ပြီးတော့အခုကိုနေရဲ့အဲ့ဒီ ဲ့ချိန်ကကိုရောဟိုကရောက်ပြီးဒီဟို I1 out တဲ့ကိုရောက်နေပြီပေါ့နော် I1 out တဲ့ကိုရောက်ပြီးသူတို့ထားတဲ့နေရာမှာနေရတာဆိုတော့အဲသူတို့အဲ့မှာအဲ့ခန်းလေးထဲမှာကွာဒီဇိုင်းတွေပါရှိရကိုအဲကိုလင်းကအဲ့လေးသူယူရိုက်ယူရိုက်တာပေါ့ရိုက်တော့အဲ့နဲ့ခင်သွားတာခင်သွားပြီးတော့နောက်တစ်ခုရိုက်မယ်ဆိုတော့အဲ့နဲ့အဲဟိုရဲရဲအဲ့လိုတွေ့ရပေါ့နော်ကိုရဲအဲ့တွေ့မယ်ဆိုတော့အဲ့နဲ့စကားပြောကြတာပေါ့အဲ့ဒီကိုတို့နေရဲ့ ဆိုင်လာမှာပဲအဲ့အဲ့ဟိုတယ်နာလေးမှာပဲနေချင်အဲ့မှာပဲတွေ့ပြီးတော့ပြောတာပေါ့အဲသူကနောက်တကားရိုက်မယ်ပေါ့နော်အဲကုညီ musical film ရိုက်ကြမယ်ပေါ့အဲကုညီပေးနိုင်မလားပေါ့ပေးနိုင်လားဆိုဟာကိုလို့ကုညီပေးနိုင်တာပေါ့လို့ကုညီပေးနိုင်တယ်ဆိုတော့လေကွာသိရမလားဟိုကင်မရာမန်ကိုလာပြောတော့ငါရိုက်ပေးရမယ်ပေါ့ငါကင်မရာခြံရမယ်ပေါ့အဲမဟုတ်ဘူးသူကမဟုတ်ဘူးတဲ့တရုပ်ဆောင်ခိုင်းမှာပေါ့နော်တရုပ်ဆောင်ခိုင်းမယ်အဲပြီးတော့ musical ဆိုတော့တခြင်းလဲဆိုရမယ်ဟာဒုက္ခပဲပေါ့နော်အဲပြီးတော့အဓိကကိုလည်း action ရတော့သူကလူစုခိုင်းတာ လူလူမရှိဘူးလေအကိုတို့အဲ့ချိန်ကပြောရရင်မဲဆောက်မှာအဲ့ချိန်ကတယောက်နဲ့တယောက်မတိတယ်မတိကြဘူးလူစုဖို့ကလည်းမလွယ်ဘူးပေါ့နော်အဲ့ရနေဇလန်းဆာအဲ့နဲ့အမတရုတ်ဆောင်ဖြောက်သွားတာပေါ့တဝိမင်းသားဆိုပြီးတော့နော်အရန်ဟိုမှာနာမည်ကြီးသွားခဲ့တာပေါ့ပဲရောင်လောင်ဟိုကောင်းခင်တကြည်တော်ကြမှာလေငါလေးပြုတ်ဇနီဘာ 爸妈没时到你吗？眼泪陪着你，把妈没时间到夜晚，眼泪就着点。爸妈没时间到。 ငါလွင်ပြဲခြင်းနေဘာမှမရှိတဲ့နောင်ရမှာဟုတ်အမ်နောက်တစ်ခုအနေနဲ့ကကြတော့ဒီလက်ရှိမှာအကိုဒီ revography တင်းကနေပြီးတော့မှဒီလုတ်ပေးနေတယ်အာဒီ lumia lumia ဒီဓာတ်ပုံပြပွဲလေးအကြောင်းလည်းပြောပြပေးပါအောင်ဒါအကိုကိုယ်တိုင်လည်းပါဝင်ထားတဲ့ပုံလေးပါတယ်ဆိုတော့လေဟုတ်အာ revography နဲ့ပတ်သက်ပြီးဒီ lumia ဟို prototypeation နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အဲကျွန်တော်တို့ဒီ reverfy စဖြစ်တာလေးအရင်ပြောချင်တာအဲပြောရရင်ဒီဓာတ်ပုံဆရာတွေကဟိုဒီတချို့တွေကကြတော့ရန်ကုန်မှာတွေကတည်ရဒီမဲဆောက်ရောက်မှတည်ရမဟုတ်ဘူးတော်လိုက်ရေးချမှတည်ရမဟုတ်ဘူးအဲအဲ့တော့ဟိုဟာကောင်းကောင်းရယ်ပြီးတော့ကုတုဒကုတုဒတို့ဘီလိန်တို့ပေါ့နော်အဲသူတို့ပေါ့ ူတို့တွေနဲ့ကဗီလိန်နဲ့ကြတော့ဒီဒေါ်လာရေးမှပို့ပြီးရင်းနေပါဘောနော်အရင်တည်းကတော့ဟိုလိုမျိုးပဲဟိုမေဒုခေါ်ပြောအဲ့လောက်ပဲမြင်မြင်နေရပါဘောနော်တပုံဆရာချင်းချင်းတိရတော့ပဲရှိတယ်။ကောင်းကောင်းနဲ့ဆိုရင်လည်းအရင်တည်းကတပုံတွေအကောတပုံရရင်ကောင်းကောင်းဗီဒီယိုရိုက်တာဘောနော်အဲ့လိုနဲ့ဘယ်လိုဖြစ်လဲဆိုတော့ဟိုတူတာလည်းအချိန်ကတော်ရဲမှာ တော်ရဲမှာဆိုတော့သူ့ကိုလည်းဒီဘက်ကိုမဲဆောက်ကိုခေါ်ရတာဘောနော်ဟိုအဓိကကတော့တော်ရဲမှာနေရဆိုတာလည်းကွာဟိုဘယ်လိုပြောရမလဲစစ်မတိုက်ဘူးတည်ရမလားတော်ရဲမှာ ကိုကစစ်မတိုက်ဘူးကိုလုံနိုင်တဲ့ဟာမရှိဘူးဆိုရင်ကိုလုံနိုင်တဲ့နေရာကိုရွှေ့တင်တယ်ကွာအကိုကတော့အဲ့လိုပဲခံယူရတယ်တော်လိုင်းရင်းမှာသာဟိုနိုင်တဲ့နေရာပါရမှာဟိုနိုင်တဲ့နေရာပါမယ်ဆိုတော့တော်ထဲမှာပဲဒီချိန်လုံးနေပြီးတော့ကိုရဲ့ဟိုပါပေါ့နော် energy အဆုံးရှုံးခံနေရတဲ့လူတွေလည်းအများကြီးရှိရလေမလုံးပြောရရင်လှုပ်ချင်တဲ့ဟာကိုမလှုပ်ရတဲ့ပြဿနာပေါ့နော်အဲ့တော့ဗာပြောလဲဗာပြောပြက်လဲဆိုတော့အဒီဘက်လာခဲ့ပေါ့နော်ဒီဘက်လာပြီးတော့ဒီဘက်မှာကျွန်တော်တို့ရိုက်ကူးရေးပါညာလှုပ်လို့ရတယ်ပေါ့အပြောရရင်တပုံးဆရာကြီးအကုန်လုံးကကင်မရာမရှိကြတော့ဘူးအကိုအကိုတော်မှာ ကင်မရာကတစ်လုံးပဲပါလာဒါပေမဲ့အိမ်ကိုအခုအဲ့ဒီဟိုရွှေ့ရတဲ့အိမ်ကိုသူတို့အခုအခုဝင်ဖမ်းသွားတရားဝင်ဖမ်းတော့ကင်မရာတွေကအဲ့အိမ်ထဲမှာကျန်ခဲ့ရတခြားကင်မရာနှလုံးသုံးလုံးအဲ့မှာကျန်ခဲ့ကျန်ခဲ့တဲ့ကင်မရာတွေကသူတို့ရဲရတယ်အဲ့လိုတော့ခတ်သွားတာပေါ့အဲ့ဒါနဲ့အဲ့ကင်မရာလေးပြန်ရတယ်ရတော့ဘောတော့ဟိုရရချင်းပဲဒီမဲတွေဖောက်ပြီးပြန်လှူလိုက်တာကိုရဲဘော်တွေရောဒီအခုအဲ့ကောင်းကောင်းကလည်းတစ်လုံးပြေးလိုက်သေးတယ်အဲ့လိုနဲ့အကောင်လုံးမဲဆောက်ရောက်ရောက်လာတဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့ အဲစုဓမ္မုံရရေးစုံလာတာဗောနော်စုံလာတဲ့ခါကျတော့ပြီးလိုင်းနဲ့အဲ့မှာဟိုတော်ရဲကနေသူနေမကောင်းဖြစ်တော့စီးလာကူတဲ့အခြေအဲပြီးတော့အခုကြော်ကူတို့အခုကူပီစီတို့အကုန်လုံးနဲ့စုံကြဗောနော်စုံပြီးတော့တခုတော့လုတ်တင်တယ်ဗောနော်ဒီဓမ္မုံဆရာကြီးရှိရပဲဒီဒေါ်လာရေးတဲ့ဓမ္မုံဆရာကြီးပဲဆိုတော့အဲ့နဲ့ဖွဲ့လေးဖွဲ့ကြမယ်ဗောနော်ပြီးတော့အဓိကကတော့ YouTube တို့ဘာတို့ဗောနော်အဲ့လိုမျိုးတွေလည်းလုတ်စီခြင်းတယ်ရိုက်ကူးရေးတွေလုတ်စီခြင်းတယ်ဟို post podcast လေးလုတ်လုတ်စီခြင်းတယ်ဗောနော်အဲ့နဲ့ timing စီးနွေးကြရင်းနဲ့အဲပြောရရင် ပြောခဲ့ရတာကတော့ဟိုလွန်ခဲ့တဲ့အကိုတို့ဟွာလောက်ပေါ့နော်တနည်းကြော်ကြော်လောက်တည်းရပေါ့အတိုင်းမင်းစီးနေကြတာပေါ့အခုမှကောင်တဲ့တဖြည်းဖြည်းပေါ်လာတာပေါ့နော်အဲအဲ့ဒါနဲ့ reography ဆိုပြီးတော့နာမည်လေးပေးပြီးတော့အကိုတို့အဲ့ဒီဟိုရိုက်ထားတာလေးအောင်ရှိသေးတယ်ဗီဒီယိုရိုက်ထားရှိသေးတယ်အဲ့ဒါမတက်လာသေးဘူးနောက်ပိုင်းတော့တို့တင်လိုက်မယ်အဲအဲ့ဒါနဲ့ reography တင်းလေးဖြစ်သွားရဲ့ဒီဒေါ်လာတစ်ပုံစရာကြီးစုပြီးတော့ reography ဆိုပြီးတော့ပဲနာမည်ပေးပြီးတော့ဖြစ်သွားဖြစ်သွားပြီးတော့အခုဒီ Lumia ကတော့အကိုက လူမီယာဖြစ်လာတော့အခုဘယ်လိုပြောရမလဲလူမီယာဖိုတိုအေဇူရေးရှင်းကတော့ဘယ်လိုဖြစ်လဲဆိုတော့အခုဒီဘက်ကိုလာမယ့်အချိန်လေးနဲ့အဲ့အချိန်အခုဘန်ကောက်ကိုထွက်ထွက်ရတဲ့အချိန်လေးရှိရပါတော့မဲဆောက်မှာနေရတာကြာလာတဲ့ခါကျတော့ဟိုအင်ခန်းလည်းမရှိဘူးမရှိတော့အခုဘန်ကောက်ကိုအောင်လန်းကနေထပ်တယ်တက်တယ်ပေါ့နော်တက်ပြီးတော့ဘန်ကောက်မှာကို9လလောက်နေလိုက်သေးတယ်အဲ့အချိန်မှာဒီဘက်မှာဒီတပ်ပုံဖွဲ့ရဆုမိနေပြီဆိုတော့သူတို့ပုံတပ်ပုံပြပွဲတစ်ခုလုပ်မယ်ဆိုပြီးတိုင်ပင်ကြတာပေါ့တိုင်ပင်တော့ဒီကကတော့ဒီ ဟိုငလင်လှုပ်သွားတဲ့ကိစ္စတွေလည်းပါမယ်ဟိုတပုံးဆရာတွေအနေနဲ့ကကြတော့ဟိုဒီတော်လိုက်ရေးမှာရိုက်ကူးတဲ့ကိစ္စတွေလောက်ပဲပါပေးနိုင်တာဟိုကိုယ်တိုင်ငွေကြေးနဲ့ထောက်ပံ့ပေးနိုင်တဲ့အနေအထားမှာမရှိနေကြဘူးအားလုံးကမရှိနေကြတော့ငါတို့ရဲ့ပညာနဲ့လည်းငါတို့ပတ်စံထောက်ပံ့ပေးနိုင်အောင်ငါတို့ဘယ်လိုလုပ်ကြမလဲအဲပြီးတော့အဒီငလင်တန်ခံရတဲ့အချိန်မှာပဲဒီဒီကြောင်းတိုက်ခိုက်မှုတွေရတယ်ဇက်တိုက်ကိုစိုးရယ်ပေါ့နော်စိုးရဲခါကြတော့ကိုတို့က ဘယ်လိုလုပ်ရဘယ်လိုလုပ်လဲဆိုတော့ဒီတပ်ပေါင်းပြပွဲလေးကိုဟိုဒီရရတဲ့အင်ခံကိုဒီဒေချောင်းပြန်ခံရတဲ့ဒီစစ်ရှောင်းပြည်သူတွေစီကိုပဲစစ်စစ်မယ်ပေါ့နော်အဲအဲ့လိုမျိုးရွယ်ပြီးတော့ဒီပွဲလေးဖြစ်မြောက်လာတာပေါ့နော်ဒီထဲမှာတော့တပ်ပေါင်းစီရကအခုတို့ဒီအပြင်မှာပြတဲ့ပွဲက73ရောက်ပါတယ်အခု online မှာက14ရောက်14ရောက်ပေါ့နော်အဲဒီထဲမှာလည်းအဲဒီပြည်တွင်းထဲမှာဆန္ဒပြတဲ့အခြေအနေတို့ အဲ့လိုဒီထီးတဲ့ပိတ်တွေပါရှစ်ရှစ်လေးလုံးလို့ပါအဲ့လိုထီးတဲ့ပိတ်တွေနဲ့ရိုက်ထားတဲ့ဓပုံတွေရိုက်ထားတဲ့ဓပုံဆရာတွေလည်းပါတယ်တကယ်အားလုံးကပြောရရင်နေရာဒေတာပေါင်းစုံကနေပြီးတော့အခုဒီ revol graphy ဆိုပြီးလုပ်လိုက်တာလေအရန်ကောင်းသွားတယ်ပေါ့နော်ဓပုံဒီ online ရေးထဲမှာနေပဲဒီအကုန်လုံးပါကြရယ်ကွာဓပုံဆရာတွေစုမိဖို့ဆိုတာလည်းမလွယ်ဘူးပေါ့နော်ဒီပွဲဖြစ်မြောက်ဖို့ဒီပွဲရဲ့ကုန်ကျစရိတ်အကုန်လုံးကတော့အခုလိုဒီဘက်ချမ်းရပေါ့နော်ဒီတက်နိုင်တဲ့ဓပုံဆရာတွေက UK တို့ US တို့ ပြီးတော့တခြားနိုင်ငံဓာတ်ပုံဆရာတွေလည်းရှိတယ်။အဲသူတို့ကတော့နောက်ွယ်ရနေပြီးတော့ပံ့ပိုးကြတယ်။အခုဓာတ်ပုံထုတ်ခါ ਈ အဲဒီပွဲစီစဉ်နေဟာအကုန်လုံးကိုသူတို့ကခံကြရတယ်။အခုအခုလည်းပါတာပေါ့နော်အကုန်လုံးစုပြီးတော့ပြေးကြတာပေါ့။အဲပြီးတော့အခုဒီအခုတော့ဒီ online ကပွဲရတော့ online ကတော့အခုမေလ9ရက်နေ့ကနေပြီးတော့23ရက်နေ့ထိပြတယ်။အဲဒီကတော့ online ကရတဲ့အင်ထားတော့အခု80ရာခိုင်နှုန်းကတော့မြေပြင်ကိုစီစဉ်မယ်30ရာခိုင်နှုန်းကတော့အခုလက်ရှိ ီနေဆက်မှာဒီလောက်ကင်နေတဲ့ဒီ revography တင်းရဲ့ဟိုဆက်ပြီးတော့သွားနိုင်ဖို့ပေါ့နော်လုပ်ငန်းတွေပြန်ဆက်ပြီးတော့ run နိုင်ဖို့တော့အခုလိုအဲ30ရာခိုင်နှုန်းတော့ revography တင်းအတွက်ကိုလိုထားမယ်အဲ့ဒါပါပဲဒီမှာဟုတ်ကဲ့အဲ့တော့ပြောချင်တာကကြံခဲ့ကြံခဲ့လို့ပြောချင်တာကဒီဓပုံတွေဝယ်ပေးပါပေါ့နော်ဓပုံတွေဝယ်ပေးပါဓပုံတွေဝယ်တာကအဲ့ဒါအဓိကမေးမေးလို့မဖြစ်ဘူးဓပုံတွေဝယ်ပေးပါဘာလို့ဆိုတော့ကျွန်တော်တို့ဓပုံဆရာကြီးကကြတော့ပြောရရင်အဲ့လို ပြင်ဓာတ်ပုံဆရာဆိုတာဗျာကင်မရာနောက်မှာပဲနေကြညာရဲ့လူတော်တော်များပါဟိုကျွန်တော်နောက်နောက်ပြောင်ပြောင်နေတဲ့လူဆိုတော့ပြောပြောရှင်းရှင်းနေတဲ့လူဆိုတော့အဲလူတဲနည်းနည်းပိုတည်ရပါတော့တည်ရတဲ့အခါကျတော့ကျွန်တော်ကအမြဲတမ်းရှေ့ထွက်ပေးရတယ်သူတို့မထွက်ချင်လဲကျွန်တော်ကထွက်ကျွန်တော်ကျွန်တော်သူတို့ကမထွက်ချင်လို့ဆိုတော့ကျွန်တော်ထွက်ပေးရတယ်အဲအဲ့တော့ကျွန်တော်အမြဲတမ်းထွက်ပေးနေရပါအခုလည်းဝယ်ပေးကြပါဆိုပြီးတော့ပြောချင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီတော်လိုင်းအေးမှာပါနေတဲ့ဓာတ်ပုံဆရာကြီးကတကယ်ကိုဟိုဟာလို့ပြောရမယ် ုက္ခပေါင်းဆုံးသူတို့လည်းခံခဲ့ရတဲ့လူတွေပါပဲပြီးတော့သူတို့အရင်ကပိုင်ဆိုင်ခဲ့တဲ့စတူဒီယိုတွေ lighting တွေ camera တွေတရားမှဘာမှမပါလာကြဘူးမပါလာကြဘဲနဲ့အခုဒီနေဆက်မှာဟိုစုစုမိတဲ့အချိန်မှာဟိုနည်းနည်းဒီနည်းနည်းနဲ့အဲ့လိုမျိုးစုပြီးတော့ပေါင်းပြီးတော့ ရအောင်လုပ်နေကြတာပါဗောနော်အဲ့တော့ကျွန်တော်တို့ဓာတ်ပုံဆရာတွေကိုလည်း support လေးလုပ်ပေးပါအဓိကဓာတ်ပုံဆရာတွေကို support လုပ်ခိုင်းနေဆိုတာလည်းဒီ dollar ရေးအတွက်ပါပဲဟိုသူတို့လည်းဒါမှအားရှိမှရှေ့ဆက်ပြီးသွားနိုင်ပါဗောနော် dollar ရေးကကျွန်တော်တို့အခုက၄မိနစ်၄မိနစ်လောက်ရှိပြီဆိုတော့၄မိနစ်လောက်ရှိပြီဆိုတော့ဒီချိန်ထိရှိနေရလူရဲ့ဟိုတမာရီအားဗောနော်တမာရီအားနဲ့သူတို့ရဲ့ခန္ဓာကြီးသူတို့ရဲ့တစ္ဆာရှိမှုသူတို့ရဲ့ခံယူချက်ဘယ်လောက်ထိပြင်းထန်လဲဆိုတာကိုစကားလုံးနဲ့တော့ကျွန်တော်တို့ဖော်ပြရစရာမလိုပါဘူးအဲ့တော့ တပုံလေးအားပေးကြပါဘူးပြောချင်တာတော့တပုံလေးအားပေးပါဟုတ်ကဲ့ပါအာခုနကအကိုပြောလာသလိုပဲပေါ့နော်ဒီနယ်ပယ်အသီးသီးကဏ္ဍအသီးသီးရနေပြီးတော့မှဒီတော်လန်လာတာဆိုတော့အကိုအခုလက်ရှိအချိန်ထိဒီတော်လန်ကာလာ၄နှစ်အချိန်ထိကိုအာအကိုဒီအာဒီလမ်းကြောင်းမှာအဖြောင်ဖြောင်တန်တန်သွားတယ်အားလုံးရဲ့ဆံပြားဖြစ်နေနေတယ်ဆိုတော့အကိုရဲ့ဒီခိုင်မာတဲ့ဒီခံယူချက်ရည်တည်ချက်ကလေးကို sharing လုပ်ပေးပါအောင်ရှင်ခိုင်မာတဲ့ရည်တည်ချက်လို့ပြောရရင်တော့ဘယ်လိုပြောရမလဲငါကအစရရပါတော့ အစတည်းကဆုံးဖြတ်ချက်ချခဲ့တယ်ရာလေဟိုပြန်မလှည့်ဘူးဆိုတဲ့ဟာရှိတာပေါ့နော်အဲပြီးတော့အဲ့လိုလှည့်ကျင်တဲ့ဟာမျိုးခေါင်းထဲမှာပေါ်လာခဲ့ရင်တော့မှဟိုကျွန်တော်ကျွန်တော်ကတော့ဟိုဟာဗာနဲ့ဥက္ကကူဟာဖြစ်လဲဆိုတော့ဟိုဆရာဖြိုးရဲ့စာရေးတော်တော်ဖတ်တယ်ဆရာဖြိုးရဲ့စာရေးတော်တော်ဖတ်တယ်ဘာလို့တခါလေကြာရင်ကျွန်တော်လည်းဒီမဲဆောက်မှနေတဲ့အချိန်ကဒီဟိုဟာပေါ့နော်ပြည်တွင်းထဲမှာဟိုပုံးဒီပုံးနေနေရတဲ့ဘဝအခြေအနေတော့ဟာစိတ်မလုံးကြုံမှုဖြစ်ရတဲ့ဒဏ်တမျိုး အဲမဲဆောက်ရောက်တော့ဖြစ်ရတဲ့ဟိုစိတ်ခံစားချက်ကလည်းတမျိုးပေါ့နော်ပြီးတော့အဲ့မှာဂျာရဲမှာနေမကောင်းနေပါလေဖြစ်တီဗီတွေပါလေကုလိုက်ရသေးတယ်အဲအဲ့လိုဖြစ်တဲ့အချိန်ဆိုတော့ပြောရရင်ကျွန်တော်အကူကလည်းဖမ်းခံလိုက်ရတယ်ကျွန်တော်မဲဆောက်ရောက်နေတဲ့အချိန်မှာပဲကျွန်တော်ကလည်းဖမ်းခံလိုက်ရတယ်ဟိုကျွန်တော်မိသားစုမရောက်ခင်မှာလေကျွန်တော်မိသားစုနဲ့ဝေးနေရတဲ့အပူတွေပေါ့နော်အလုံးကအဲ့လိုမျိုးဟိုဇလန်းနေရရှိကြပါတယောက်တမျိုးပေါ့နော်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ပြောရရင်တော့ သူတို့ကရက်ဆက်ပြလေသူတို့ကရုပ်မာလေပို့ဆိုးကျွန်တော်တို့ကပို့ပြီးတော့ကျွန်တော်တို့ရဲ့ရက်တီကျပို့ခိုင်းမာလေပေါ့နော်ကျွန်တော်ကတော့အဲ့လိုပဲကျွန်တော်ရဲ့ဟိုဟာကိုတွားတယ်ပေါ့နော်ကျွန်တော်ရဲ့စိတ်ကိုဆုံးဖြတ်တယ်ကျွန်တော်နာနာအောင်နေတယ်သူတို့နာအောင်ပဲနေတယ်ဟိုဒါမဲ့ကိုကလူမှုရေးလောက်ခဲ့တဲ့စိတ်အခံလေးရှိတယ်စိတ်ကလည်းနှုတ်ပြောရရင်စိတ်ကနည်းနည်းနှုတ်တဲ့အခါကျတော့တခုခုဆိုရလို့ရှိရင်ဟိုခံစားချက်ကအရင်နံပါတ်1ဖြစ်နေပါတော့။ဒီခံစားချက်ကြောက်လည်းအခုလိုမျိုးပါလာတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဟို ျွန်တော်ကတော့လက်နဲ့မကင်နိုင်ဘူးကျွန်တော်လုံနိုင်တဲ့နေရာနေကျွန်တော်သွားတယ်ဒီတော်လိုင်းကြီးမှာဆိုရင်လည်းကျွန်တော်လုံနိုင်တဲ့နေရာဆိုကျွန်တော်အခုဆိုတော်တော်မပြောရရင်တော်တော်စုံတယ်ပေါ့နော်ကျွန်တော် presenter တွေလည်းဝင်လောက်တယ်အဲပို့ဆိုလည်းဝင်လောက်လိုက်တာပဲတင်ဟိုကိုမကြွမ်းကျင်ဘူးကိုမလုပ်ဘူးရဲ့အရာဆိုလည်းဝင်လောက်လိုက်တာပဲပေါ့နော်အဓိကကတော့ဟိုဘာလုပ်ပြီးနိုင်လဲပေါ့နော်ဘာလုံနိုင်လဲပေါ့လုံလိုက်တော့လည်းလုံလို့ပြီးသွားတာပဲပေါ့နော်အဲ့တော့အဲ့ဥစ္စာကိုတိလာတာပေါ့နော်လုံနေရင်းနဲ့ နော်လှုပ်လိုက်တော့လေလှုပ်ဖြစ်သွားတာပဲဆိုတဲ့ဟာကိုတိလိုက်တာပေါ့နော်စာအုံးကဆိုရင်မလှုပ်တတ်ဘူးကွာဆိုပြီးတော့ရှောင်လိုက်လို့ရတာပေါ့နော်ရှောင်လိုက်လို့ရတယ်အခုကျတော့ကျွန်တော်တို့ကရှောင်နေလို့မရဘူးဟိုအခြေအနေကဘယ်လိုဖြစ်လာလဲဆိုတော့လူကနဲလာတာဟိုဒီဒေါ်လာကြီးကကျွန်တော်တို့ကဟိုပါပေါ့နော်ဟိုအိမ်ထဲမှာနေနေတယ်လေပါနေလို့ရတဲ့ဒေါ်လာကြီးပဲတည်တယ်ပြောရရင်ကျွန်တော်တို့တိုင်းပြည်မှာအဲဖြစ်ခဲ့တဲ့တမိုင်းတရှောက်လုံးမှာပြောရရင်လူသားအဆန်ဆုံးနဲ့အဆင်အမြင့်ဆုံးပြောလို့ရတယ်ဒီဒေါ်လာကြီးက ဟိုနေရာတိုင်းကပါဝင်လို့ရတယ်အမဘာလို့ကဘာချောက်ဆိုလို့စကလုံးကဟိုရှင်းရှင်းပြောရရင်အကြောင်းပြချက်လို့ကျွန်တော်ကယူဆတယ်အကြောင်းပြချက်ပဲပေါ့နော်ဟိုအိမ်မှာနေထိုင်ပြီးကလစ်လေးလုပ်နေတော့တော်လိုင်းမှာပါနေလို့ရတဲ့ကိစ္စမျိုးမှာတရားတော့မလုပ်ဘူးဆိုရင်တော့ဒါကအကြောင်းပြချက်ပဲပေါ့နော်ခုခုကိုကိုကဒီတော်လိုင်းကြီးကိုဟိုစပြီးပါလာခဲ့ပြီးတော့တော့ရောက်လုံးမှာလေ online မှာပြဟိုပို့စင်တစ်ခုနှစ်ခုတော့ share ပေးပြီးတော့အာသာပြနေရုံလောက်နေတော့ဟို ာဒေါ်လာကြီးလုံနေရဆိုတဲ့အာမျိုးတော့မခံယူစေချင်ဘူးပေါ့နော်ဟိုကိုဘယ်လောက်ကိုပို့ပြီးထိရောက်တဲ့အရာတွေကိုကျွန်တော်ကအဓိကတော့ဖြစ်ပြောတာမဟုတ်ပါဘူးထိရောက်တဲ့နေရာကနေပါစီချင်တာအားမလို့အားမရဖြစ်တာဟိုဒီသူအင်အားလေးနေတဲ့ခါကျတော့ဗျာဟိုကိုလူတွေပေါ့တူတူရှိစေချင်တယ်အဲရင်ပတ်ချင်းနီးစေချင်တယ်ပြီးတော့အရှင်ဟုံပြင်းနေရှင်ဟောတက်ပဲတက်နေတာပေါ့နော်အခုတော်လိုင်းကြီးကရှင်ဟောအရန်တက်နေတာတက်နေဆိုတော့ကိုဘက်ကလည်းခံရအားကြီးပဲကိုဘက်ကလည်းဆုံးရှုံးရအားကြီးပဲအ အဲကိုဘက်ကလည်းအခုပြန်ပြီးတော့အောင်မြင်မှုတွေကလည်းအများကြီးပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုပေးဆက်ရတယ်များရဲ့အဲဟိုအောင်မြင်မှုကလည်းအဖြစ်ဖြစ်မြင်လာရတယ်ဗျအားလုံးအမျက်မြင်ပါပဲဒါအဲ့တော့အဲ့တော့ဟိုပြောချင်တာကတော့ဟိုပါဝင်နေတဲ့လူတွေကိုပဲကျွန်တော်ပြောတာပါဆက်လက်ပြီးတော့ဟိုကိုရောက်နေတဲ့နေရာပင်နေရာပဲဖြစ်ဖြစ်ပါဝင်ပြီးပါလို့ဒါကတော့တလက်စာရဲပြောချင်တာပါ ဟုတ်ကဲ့ပါအခုနောက်ဆုံးအနေနဲ့ပြောသိချင်တာလေးတစ်ခုရှိပါတယ်အကိုရိုင်းကလည်းလူငယ်တယောက်ဖြစ်တဲ့ဒီပျော်နေတတ်တယ်ပရာဟိတာလောရာတွေကြိုက်တယ်ဆိုတော့ဒီနောက်ထပ်လူငယ်တွေလည်းရှိတယ်ဟိုအိမ်မက်တွေအများကြီးနဲ့လူငယ်ရှိတယ်ဆိုတော့ဒီလူငယ်တွေရောအဒီစိတ်ခွန်အဖြစ်စင်မဲ့စကလုံးလေးတွေအအကိုအနေနဲ့ပြောပြပါအောင်အကိုကြီးတယောက်အနေနဲ့ပေါ့ဟုတ်ကိုကြီးဖြစ်သွားပေါ့ဟောပေါ့နော်ဒီကတော့ဒီတော်လိုင်းရေးပုံမှာ စ္စာခိုင်မြဲပြီးရှိနေရဲ့လူငယ်တွေကတော့တော့ကျွန်တော်တို့ကပြောရရင်ကျွန်တော်တို့ကအပိစကားလို့ပြောရရင်နည်းနည်းတော့ရည်ရမယ်ရည်ရတာပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကသူတို့ကိုပြန်ကြည့်နေရတာပေါ့နော်သူတို့ကိုကြည့်ပြီးတော့ဟိုအပြန်ယူပါတကယ်တော့လေအားလုံးကဟိုပေါ့နော်တယောက်နဲ့တယောက်နဲ့အပြန်လဲမိခိုပြီးတော့ပဲကျွန်တော်တို့ကခွန်အားယူနေရတာပေါ့အဲ့တော့ဟိုဘယ်နေရာမှာပဲရောက်ရောက်မြေပြင်မှာရှိနေရဲ့ကျွန်တော်ကျွန်တော်ဆိုရင်ဒီမြေပြင်မှာရှိနေတဲ့ရဲဘော်တွေနဲ့ဆိုလေအများ နှိစက်အောင်နေပါတယ်အမြဲတမ်းစကားပြောပြတယ်ကိုလှုပ်ပေးနိုင်တဲ့ဟာဆိုလှုပ်ပေးရဲအဆူရှာရှိတယ်ဆိုတာပေါ့နော်ပြောစရာရှိတယ်ပြောပေါ့ဒါကတော့ညီကိုလိုဖြစ်နေကြတာပေါ့နော်အဲ့တော့သူတို့စီကလည်းခွန်အားပြန်ယူရတာရှိရပါတော့သူတို့ရဲ့စိတ်စိတ်တက်ပြတ်သားမှုသူတို့ကကိုရထအောင်ပြတ်သားသေးတယ်အဲ့လိုဆိုတော့လေဟိုဒီကတော့ကုလူတွေရှာဆုံးသွားတိုင်းဟိုဒီလိုမျိုးတစ်ခုခုဖြစ်သွားတိုင်းအဖမ်းခံရရလို့ဘာလို့ဖြစ်သွားရဆိုရင်တော့မှစိတ်ကအဆင်မပြေဘူးပေါ့နော်အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့ခွန်အားဆိုတာထက်ပေါ့နော် ကျွန်တော်တို့ဆက်သွားရမယ်လမ်းကဟိုဒီကျွန်တော်တို့တွေဆက်လုပ်နေမှာကျွန်တော်တို့တွေဒီထက်ပိုပြီးတော့အလုပ်တွေလုပ်နေမှာဘူဖန်ခံရရတဲ့လူတွေဒီအသက်ပေးလိုက်ရတဲ့အသက်ပေးဆက်လိုက်တဲ့လူတွေပေါ့နော်ပေးလိုက်ရတဲ့လူတွေကဟိုသူတို့လည်းစိတ်ချလက်ချနဲ့ဖောက်ခွာသွားနိုင်မှာပေါ့နော်ဘာလို့ဆိုတော့သူတို့ပြောရရင်မပြီးပြတ်သေးပဲနဲ့သူတို့အသက်ဆုံးရှုံးသွားရတယ်သူတို့စိတ်ထဲမှာလည်းဟိုဟာဖြစ်မှာပေါ့လေနော်သူတို့လည်းကျင်းနေနေမှာပေါ့သူတို့ကျင်းနေအောင်ကျွန်တော်တို့ကတော့ ဆက်သွားနေဖို့လိုတယ်ပေါ့နော်အဲ့တော့ဟိုအပေးစကားဆိုတာတက်ကျွန်တော်တို့အချင်းချင်းဟိုမိခိုးပြီးတော့အားတွေတရားတရားယူပြီးတော့ပဲကျွန်တော်ဆက်သွားစီခြင်းပါလေလို့ဟုတ်ကဲ့ပါအခုလိုမျိုး TV မှာဒီမအားလက်တဲ့ကြားရရနေပြီးတော့မှပူပေါင်းပါဝင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်အခု